င်္ဂလာပါရှင်ရန်ကုန်တိုင်းရှိလေးစင်တွင်ရအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မတို့တော့များဖို့ထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တွင်ရအကြောင်းအရာတွေကတော့ကလင်ကဲဆဲရေးတွင်အသုံးပြုရန်တရုတ်မြန်မာအင်္ဂလိပ်ဘာသာပြန်ဆိုစနစ်ကိုအရေးပေါ်ဖော်ဆောင်ခဲ့ဆိုတဲ့တွင်၆ရက်အတွင်းရင်းငယ်55ချိန်လောက်ခတ်ခဲ့ဆိုတဲ့တွင် ောက်ယာယီရနာထားသောရထားလမ်းပိုင်းများအားအမြန်ဆုံးပြုပြင်ပြီးပြန်လည်ပြေးဆွဲသွားမည်ဆိုတဲ့သတင်းအင်္ဂရကာထရင်ဘုံလေးနဲ့ညရဲ့သူ့ချိတ်ဆက်မောတော်ရင်ရှမ်းချမ်းမြို့တွင်ကနဦးစမ်းသက်ဆိုတဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတဲ့ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ငလင်ကဲဆဲရေးတွင်အသုံးပြုရန်တရုတ်မြန်မာအင်္ဂလိပ်ဘာသာပြန်ဆိုစနစ်ကိုအရေးပေါ်ဖော်ဆောင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်ကဲဆဲရေးမှအသုံးပြုဖို့တရုတ်မြန်မာအင်္ဂလိပ်ဘာသာပြန်ဆိုစနစ်ကိုအရေးပေါ်ဖော်ဆောင်ခဲ့တယ်လို့တရုတ်တန်ရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါသေး တရုတ်မြန်မာအင်္ဂလိပ်အပြန်အလှန်ဘာသာပြန်ဆိုတဲ့စနစ်ကိုတရုတ်တက္ကသိုလ်က DeepSeek ကိုအခြေခံပြီးအရေးပေါ်ဖော်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ တကဘာလုံးမတရုတ်စေတနာဝန်ထမ်းတွေကမြမငလင်းနဲ့ပတ်သက်ပြီးကဲဆဲပေးဖို့အကူအညီတောင်းခံတဲ့အချက်လက်တွေကိုလိုက်လံစုဆောင်ကတရုတ်မြန်မာအင်္ဂလိပ်သုံးဘာသာနဲ့ငလင်းထမ်းတဲ့အခြေအနေတိုက်ရိုက်မြေပုံပြုလုပ်ပြီးကဲဆဲရေးအဖွဲ့အတွက်တရင်အချက်လက်ပံ့ပိုးမှုတွေလည်းလှုပ်ဆောင်ပေးနေတယ်လို့ဆိုပါတယ် ။ဒါအပြင်ဘာသာစကားအခက်ခဲအတွက်တရုတ်လုပ်ငန်းကုမ္ပဏီမှဝန်ထမ်းတွေကစေတနာဝန်ထမ်းတွေအဖြစ်ကိုယ်တိုင်ပါဝင်ကောင်းဘာသာပြန်ထောက်ပံ့ပို့ဆောင်ရေးစတာတွေကိုလှုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့6ရက်အတွင်းမြင်းကလေး55ကျင်းလှုပ်ခတ်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့မတ်လ28ရက်ကစတင်ပြီးဖြတ်အားပြင်းငလင်ကြီးစတင်လှုပ်ခတ်ခဲ့ပြီးနောက်ဒီကနေ့ဧပြီလ2ရက်မနက်ပိုင်းအချိန်အထိ6ရက်သားကာလအတွင်းမြေငလင်55ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ဝိုးလီဝသားနှင့်ဇလဘေးဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ မတ်လ28ရက်မြမစံတော်ချိန်နေ့လယ်12:53မိနစ်20ဆက္ကန့်အချိန်ကအင်အားရစ်ချက်စတာစကေခုနှစ်တရမခုနှစ်အဆင့်ရှိတဲ့အင်အားပြင်းငလင်းလှုပ်ခတ်ခဲ့ပြီးနောက်ဆက်တွဲမြေငလင်းတွေထမှန်လှုပ်ခဲ့ရာဧပြီလ2ရက်မနက်ပိုင်းအထိငလင်းလှုပ်ခတ်မှုအကျဉ်းရေပေါင်း55ချိန်ရှိခဲ့တယ်လို့ဆိုပါတယ် ငလင်းလောက်ခတ်မှုအနေနဲ့မတ်လ28ရက်မှငလင်းလောက်ခတ်မှုအကြိမ်ပေါင်း73ကြိမ်မတ်လ29ရက်မှ70ကြိမ်ရှိခဲ့ပါတယ်။ဒါအပြင်မတ်လ30ရက်က10ကြိမ်နဲ့မတ်လ33ရက်မှ73ကြိမ်လောက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဧပြီလ3ရက်မှာတော့နောက်ထပ်9ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ပြီးဒီကနေ့ဧပြီလ2ရက်မနက်ပိုင်းမှာတော့တစ်ကြိမ်လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။ အခုလိုငလင်တွေလှုပ်ခတ်ရှာမှာမတ်လ28ရက်ကနေဧပြီလ3ရက်မွန်းလွဲပိုင်းအထိလှုပ်ခတ်ခဲ့တဲ့ငလင်တွေအနက်ပြင်းရ Richard Starsky ခုနှစ်တက်မှခုနှစ်အဆင့်ရှိတဲ့ငလင်ကအပြင်းထန်ဆုံးဖြစ်ပြီးအားအနည်းဆုံးလှုပ်ခတ်ခဲ့တဲ့ငလင်ကတော့ Richard Starsky နှစ်တက်မှရှစ်အဆင့်ရှိတဲ့လို့မိုးလေဝသနှင့်ဆလားဖေးတာညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ယမန်နေ့ဧပြီတရက်ညပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလှင်ဘေးကြောင့်15လမ်းလမ်း80တိုက်ပြိုကြပြီးလူတွေပါသွားတယ်လို့မန္တလေးမြို့မှာသွားရောက်ခဲ့စေနေတဲ့လူမှုကူညီရေးအသင်းတစ်ခုကပြောကြားထားပါအထင်ငလှင်ကြီးတန်းချောက်ထိခိုက်သွားတဲ့တိုက်တွေနောက်ဆက်သွဲငလှင်ချောင်းများစွာဖြစ်ပြီးတပြေးပြေးနဲ့တစ်ချိန်မဟုတ်တစ်ချိန်လဲပြိုနိုင်တာကြောင့်သတိပြုကြဖို့လိုအပ်တယ်လို့လည်းဆိုပါအထင် ရမန်နေ့မနက်၈နာရီအချိန်အထိဆိုင်ရင်ကောက်ယူမှုတွေအရာငလင်ဘေးသံကြောင့်တိဆုံးခဲ့ရသူ1939ဦးထိခိုက်ဒဏ်ရာရရှိသူ4523ဦးပျောက်ဆုံးနေသူ443ဦးရှိပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းဆက်လက်ဆောင်ရွက်နေတယ်လို့နာဆာကဥက္ကဋ္ဌကပြောကြားထားပါတယ်လို့သိရပါတယ်ရှင်ဆလပီ ငလျင်တန်းချောက်ယာယီရနာထားသောရထားလမ်းပိုက်များအောင်အမြန်ဆုံးပြုပြင်ပြီးပြန်လည်ပြေးဆွဲသွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်းတန်းချောက်ယာယီရနာထားတဲ့ရထားလမ်းပိုင်းတွေကိုအမြန်ဆုံးပြုပြင်ပြီးပြန်လည်ပြေးဆွဲသွားမယ်လို့မြမမီးရထားမှသိရပါတယ် ငလင်းချောင်းပျက်စီးသွားတဲ့ယထာလန်ပိုင်းတရာလန်ပိုင်းများပြုပြင်တာတွေကိုမြမမီးရထားကတိုင်းနယ်မြေအလိုက်လူအင်အားဆက်အင်အားပစ္စည်းအင်အားထိရောက်တဲ့ထောက်ပံ့ပို့ဆောင်မှုတွေနဲ့ဆောင်ရွက်လျက်ရှိရာရန်ကုန်တောင်ခုနေပြည်တော်သာစီမန္တလေးလန်ပိုင်းတစ်ခုလုံးမှာယထာများအမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ် ငလင်းတန်းချောက်ရန်ကုန်မန္တလေးလမ်းပိုင်းရှိကြောက်တကားတောင်ကူလမ်းပိုင်းမှာလမ်းပြတ်စီးမှု23နေရာတောင်ကူနေပြည်တော်လမ်းပိုင်းမှာခုနှစ်တသားချိုရွင်းမှု3ခုတာစီမန္တလေးလမ်းပိုင်းမှာလမ်းပြတ်စီးမှုနေရာ30တရားချိုရွင်းမှု8ခုတာစီမိထီလာလမ်းပိုင်းမှာတရားချိုရွင်းမှု2ခုပြင်မနာတောင်တွင်းကြီးလမ်းပိုင်းမှာလမ်းပြတ်စီးမှု17နေရာနဲ့တရားချိုရွင်းမှု2ခုထို့ဖြစ်ပွားခဲ့ပါသည် ဒီလိုပျက်စီးမှုကြောင့်ရန်ကုန်မန္တလေးလမ်းပိုင်းနဲ့ပြည်မနောက်တောင်တွင်းကြီးလမ်းပိုင်းမှာပြေးဆွဲလျက်ရှိတဲ့လူစီးရထားများကုန်တင်ရထားများအားရှားရီရနာချရတော်လဲထိခိုက်ပျက်စီးမှုမရှိတဲ့ရန်ကုန်မြို့ပတ်ရန်ကုန်မော်လမ်းမြိုင်ရန်ကုန်ပြည်ရန်ကုန်ပခိုးပသိမ်ကြံခင်းစားထည့်ရထားလမ်းပိုင်းတွေမှာလူစီးရထားနဲ့ကုန်တင်ရထားတွေပုံမှန်ပြေးဆွဲလျက်ရှိတယ်လို့သိရပါတယ်ရှင်နိုင်ငံတကာသတင်းဌာနအနေနဲ့ ညရင်သူချိတ်ဆက်မောတော်ရှင် ရှမ်းချမ်းမြို့တွင်ကနဦးစမ်းသက်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။အလွန်ခင်ပြီးတဲ့အခြေခံအဆောက်အုံတွေနဲ့ကြော်ကြားထေတရုတ်တောင်ပိုင်းရှိနိပညာအချက်အချာရှန်ချမ်းမြို့ရဲ့နန်းရှန်ခရိုင်မှာမှတ်ဉာဏ်သူချိတ်ဆက်ရှင်များ ICV လုပ်ငန်းလေပတ်မှုရှေ့ပြေးစမ်းသပ်မှုရှင်ပရိုဂရမ်ကိုတရားဝင်စတင်လိုက်ပါတဲ့ ဖေဖော်ဝါရီ9ရက်နေ့ကစတင်အသက်ဝင်လာပြီးနှစ်နှစ်သားလေပတ်ရန်သတ်မှတ်ထားပြီးမောင်းသူမဲ့ရှင်ဤပညာအသုံးချခြင်းမြင့်တင်ရေးနဲ့ဒေတာအတွင်း ICV လုပ်ငန်းအရေးအသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေးရန်လမ်းတည်ဖြစ်လာနိုင်မှာထိရှင်တွေပေါ်မှာ ရှင်မောင်းများရှိရန်လိုအပ်ပြီးမောင်းသူမဲ့လုပ်ငန်းသုံးရှေ့ပြေးစမ်းသပ်ရှင်၃စီးလင်းအ ਨੇ ဆုံးဘေးကင်းရေးအရာရှိတအူးနှုံရှိရမှာဖြစ်ပါထိုင် ခရိုင်ပြောချချက်အရရှေ့ပြေးစမ်းသပ်မှုစီးပွားရေးလုပ်ငန်းများမှာပါဝင်ထည့် ICV ပထမအသုံးဟာ phony.ai နဲ့ online mobile lottery အပါအဝင်အလို့လျောက် mobile lottery survey provider တွေထံပေးသွားမှာဖြစ်ပါသည်လုပ်ငန်းသုံးလက်ပတ်ရေးလမ်းညွန်အတွက်ကနအူးအစီအစဉ်မှာအများဆုံးရှင်30ထားရှိမှာဖြစ်ပါသည် နန်းရှိုင်းခရိုင်က2025မှာမောင်းသူမဲ့ရင်ပထမအတုပ်လမ်းမပေါ်စမ်းတမ်းမှုတွေကိုကုမ္ပဏီ၅ခုအတွက်ကြီးညာထားပါတယ်။ အနာဂတ်မှာတိတ်ပံဥယျာဉ်မှာရှေ့ပြေးစံတတ်မှုတွေပြုလုပ်ရန်စီစဉ်နေပြီးမောင်းသူမဲ့ရှင်များအသိဉာဏ်သူဆုံးဖြတ်ချက်စွမ်းရည်များအစစ်မြစ်စေရန် 5G နဲ့ AI ပုံစံကြီးများကိုထဲထဲဝင်ဝင်ပေါင်းဆက်သွားရန်လှိလာနေတယ်လို့ Unity Drive မှာညွှန်ကြားရေးမှူးကွမ်ဟန်ချင်းကပြောပါတယ် 2025နှစ်ကုန်မှာရှန်ချန်းလမ်းမာတွေမှာ မောင်းသူမဲ့ရှင်အရေအတွက်တထောင်ချော်ရှိလာမှာဖြစ်ပါထဲ့အတိညာသူချိတ်ဆက်မော်တော်ရှင်ခန္ဓာအတွက်ရှန်ချန်းမှာကုမ္ပဏီပေါင်း2900ကျော်ရှိထားကတီထွင်ဖန်တီးမှုပိုင်းလင်းမြန်စွာတိုးတက်လာအောင်ကြင်ကြံသွားမယ်လို့ကုန်သွဲနှင့်စက်မှုဖွံ့ဖြိုးရေးသူတေသနာစန္ဒာညွှန်ကြားရေးမှူးဝေဖူလက်ကပြောသွားပါထဲ့လို့သိရပါထဲ့ရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တို့ပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ